မင်္ဂလာပါ desktop ပေါ်မှာ software တွေကိုဒီလိုမျိုး shortcut လေးနဲ့ထားခြင်းနဲ့ဆိုလို့ရှိရင်ဘယ်လိုထားရမလဲဆိုတာလေးကိုပြောပြပြီးတောက်ပါမယ်နည်းလမ်းကတော့အသုံးမျိုးရှိပါတယ်ပထမတစ်နည်းကကျတော့ဒီ start button ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးတော့ဒီမှာ all ကိုသွားမယ် idea မှာကိုလိုချင်တဲ့ software လေးပေါ့နော် application ကိုဖိဆွဲပြီးတော့ဒီ desktop ပေါ်ကိုချလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ shortcut တစ်ခု create လုပ်ပြီးတော့ဒီမှာတုံးကြည့်လို့ရပါပြီပေါ့နော်ဒါပထမတစ်နည်း နောက်တစ်ခုဆိုတော့ဒီ star button ကိုဝင်သွားမယ်။ all ရဲ့ကိုသွားမယ်။ကိုယ်ကဘယ်ရလိုချင်တာလဲ။ဒီမှာဥပမာ Viber တစ်ခုပေါ့နော်။ Viber ကိုဒီညနေ3ရက်ဒီမှာ Viber ရှိရဲ့။အဲဒီ Viber မှာ right click ထောင်းမယ်။ right click ထောက်ပြီးတော့ move ကိုသွားမယ်။ပြီးတော့ဒီမှာ open file location ကိုနှိပ်လိုက်မယ်။ဒါဆိုဒီမှာ Viber ဆိုတာလေးရှိနေပြီ။အဲဒါဆိုတော့ဒီကောင်းလေးကိုဖိဆွဲပြီးတော့ဒီဘက်ကိုတင်လိုက်မယ်။ဒါဆိုလို့ရှိရင်လည်းဒါ Viber ကဟို shortcut အနေနဲ့ desktop ပေါ်မှာ create လုပ်ပြီးသွားပြီ။နောက်တစ်နည်းကကြတော့ click ထောင်းမယ်။ပြီးတော့ဒီမှာ new တောင်းမယ်။ပြီးတော့ဒီမှာ shortcut ကိုရှိရတယ်။ ချော့ခုတ်နေလိုက်မယ်ပြီးတော့ဒီမှာ browse ကိုသွားလိုက်မယ်ဥပမာဘယ်တစ်ခုတင်နေတာလဲ video ဆိုလို့ရှိရင်လည်း video ပေါ့ music ဆိုလို့ရှိရင်လည်း music ဆိုပြီးတော့ဒီမှာယူလိုက်မယ်ဒါအလွယ်ပြတာပေါ့နော်တခြားကိုလိုချင်တဲ့ software တွေလည်းယူလို့ရတယ်ဒီ music ကိုယူလိုက်မယ် okay ပြီးလိုက်မယ်ပြီးတော့ဒီမှာ next finish တော်လို့ရှိရင်လည်းဒီမှာ music ကရွက်ခဲ့နေနဲ့တင်ပြီးသွားရင်ဒီမျိုးလေးလုပ်လို့ရတယ်ပေါ့နော်